ခကြီးကမကောင်းဘူးဟိုเจ้าရဒီเจ้าရပြေးပါလွှားရပုံရဘုန်းကြီးတို့ငယ်စဉ်ဘဝကဆိုလို့ရှိရင်ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတဲ့အချိန်အိမ်မနေရတယ်လို့မရှိဘူးတောထဲမှာပုံအိတ်ကြဒီထက်အတမြတ်တိုက်သေးနော်ညခွေးဟောင်းရင်ကြောက်နေရတယ် ကိုယ်ရင်ကိုယ်မအေးရဘူးခွေးဟောင်းလို့ရှင်ကြောင်းနေရတယ်ခစ်တတိတူဆိုတဲ့အကောင်လေးအော်ရင်လည်းကြောင်းနေရတယ်ခစ်ရောပြင်ကတတိတူအော်တယ်ဆိုလို့ရှင်ဟာလူโซများလားသလားဆိုပြီးကြောင်းနဲ့နေချာခွေးဟောင်းရင်လည်းကြောင်းနေရခစ်ကောင်းခြင်းမအေးရစားကောင်းခြင်းမစားအဲ့ဒီလိုခစ်ခါမျိုးဆိုလို့ရှင်ကာလဝိပတိလို့ခေါ်တယ် ဖယားမပွင့်ဘူးဆိုလို့ရှိရင်လည်းလူတွေဟာအကောင်းနဲ့ဆိုအကြောင်းအကျိုးသိနားလည်ခွင့်မရှိကြဘူး။မာယာနဲ့ပိဿတရားတွေလွှမ်းမိုးနေတဲ့အခါမှာလည်းအဲ့ဒီခေအဲ့ဒီအချိန်ပိုင်းဟာလည်းကာလဝိပတ္တိလို့ခေါ်တာ။ချိန်ကမကောင်းဘူး။လမ်းကြောင်းဖြောင်းမှတ်ဖို့မရနိုင်ဘူး။